ဲ live မှာရှိကြတဲ့တူးဒီမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တူးဒီကိုထွန်းတော့ channel လေးရနေပြီးတော့မိတ်ဆွေတို့ရဲ့ကိုထွန်းကိုစားကျွန်တော် live လင်းပြတာပေးနေပါလေအားကြောင့်ကိုထွန်းရဲ့မိတ်ဆွေများ live မှာရှိရင်ဒီဒီ live လေးကိုဝင်ရောက်ကြည့်ရှုအားပေးနိုင်ပါလေခင်ဗျာဟုတ်ကဲ့ဒါဝင်လာတဲ့မိတ်ဆွေပေါင်းတူးတူယောက်ချင်းကိုအားလုံးပဲမင်္ဂလာပါလို့နှုတ်ဆက်တာပါလေနော် မိတ်ဆွေတို့ကလည်းကျွန်တော်ရဲ့ like လေးကိုကျွန်တော်ရဲ့ channel လေးကိုကျွန်တော်ရဲ့ page လေးကို like and share လေးနဲ့ပူပူသွားလက်မလေးနဲ့အတိုင်းရကြသွားရင်ကြီးဟုတ်ကဲ့အားလုံးရဲ့မင်္ဂလာခင်ဗျအတိုင်းလေးကြသွားလို့နော် wifi line လေးကြသွားလို့ပါဒီကနန်းလေးတွေကတော့ဒီကနန်းလေးတွေကညအရောင်းကလိုင်းပုံကပြခဲ့တယ်ကနန်းလေးတွေဖြစ်ပါတယ် ီကနေ့လေး၆ခွက်ကအမျှကျွန်တော် line ပေါ်မှာကြီးကြီးနဲ့ဝမ်းကြီးနဲ့အပြီးပေါက်ထုတ်ထားတဲ့ကဏ္ဍလေးတွေပါ6560 630နဲ့7530 130ဆိုတဲ့ကဏ္ဍလေး၆ခွက်ပါဟုတ်ပြီဒီဒီကနေ့ရဒီကနေ့တနေ့ကိုရမနက်ကတနေ့ဒီနေ့ကြာလေးနေ့ရမနက်ကတနေ့နှစ်ရက်ကိုပတ်တိလိုက်ခြင်းနဲ့မိတ်ဆွေများတပတ်တိနဲ့ပဲတပတ်လုံးရှုံးနှမကိုပတ်တိနဲ့ အကြည်လိုက်ချိန်နဲ့မိတ်ဆွေများကြော်လေးနဲ့တောက်ကြဒီနှစ်ရက်ကို6နဲ့6လေးပတ်တိပါအဲ6လေးပတ်တိကဒီကနေ့မှပုံပြီးတော့အားကောင်းပါလေဒီကနေ့မနေ့ညမှာအနည်းဆုံးတစ်လုံးရပါမယ်နှလုံးနဲ့မနေ့တစ်လုံးညတစ်လုံးနဲ့သူကစဉ်းစားပါလေမနေ့မှာတစ်လုံးကြပြီးတော့ညမှာလည်းညညနေဘက်မှာလည်းတစ်လုံးကြရပါလေဒါမှမဟုတ်6လေး4 6ဆိုပြီးတော့လည်းအပြီးကြရပါလေ အဲကြောင့်မလို့ပတိလိုက်ခြင်းနဲ့မိစင်းများဂျာမေးတောက်ကြနှစ်ရက်ဆောက်လေးပတိယာအာမငံပတိပါနော်ဆောက်နဲ့လေးကအနေဆုံးတစ်လုံးတော့ကြာပါပါကဲဝင်လာတဲ့မိစုတွေရတယ်လိုက်ရှယ်ရနဲ့ကူညီပြုပါနော်ဟုတ်ကဲ့အားလုံးဒီကနန်းလေး6ခွက်ကတော့ဒီမနေ့မှာထိုးရမယ်ကနန်းညကမိစုလူလိုင်းပေါ်မှာကျွန်တော်တင်ပြီးခဲ့တဲ့ကနန်းလေးဖြစ်ပါတယ် အဲဒီမနေ့မှမိတ်ဆွေလူတကွယ်ကောင်းနှစ်ကွယ်ကောင်းတကွယ်ကောင်းနှစ်ကွယ်ကောင်းကျွန်တော်ကနန်းနီးပြီကိုကျွန်တော်ပြပေးမှဖြစ်တယ်အဲ့ကနန်းနီးကြီးကတော့ငါးနောက်ပိတ်တလုံးအသေးနဲ့ငါးနောက်ပိတ်ဘိုင်းနဲ့မိတ်ဆွေလူကနန်းနီးနှစ်ကွယ်လောက်ကျွန်တော်ထုတ်ပေးမှဖြစ်တယ်အားကြောင့်ဝင်ပြီးတော့ ကျွန်တော်လိုက်တယ်မှာဝင်ကြည့်နေတဲ့မိတ်ဆွေတွေကကျွန်တော်လိုက်ကလေးကိုပြီးဆုံးလိုက်ဒီအောင်ကြည့်သွားမိတ်ဆွေတို့အတွက်ကြိုးရှိလိုက်မယ်လို့ကျွန်တော်ယုံကြည်တယ်ကဲအခုဝင်လာကြတဲ့မိတ်ဆွေပေါင်းကိုစိတ်နှပြကျမ်းမှချမ်းသာပြီးလူဟာဆန္ဒတွေပြေဝကြပါလိမ့်ကဒီမနေ့တူတီထွက်ကနန်းမှာလည်းအောင်းအောင်းမြင်မြင်နဲ့ပေါက်ကြပါလိမ့်ရကြပါလိမ့်လို့ကျွန်တော်အနေနဲ့ဆုမွန်ကောင်းတောင်းပါတယ်နော် ။ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့စပြတော့မယ်။စပြတော့မယ်ဆိုတော့ကျွန်တော်တို့၅နောက်ပိတ်အသေးနဲ့ကဏ္ဍလေး၂ခွက်လောက်ကိုမိတ်ဆွေတို့ထုတ်ပြီးမှဖြစ်တယ်။အဲကြောင့်မလို့မိတ်ဆွေတို့ဘက်ကလည်းတေချာလေးတော့ကြည့်တော့ပါ။ ကဲအဲ့ဒါကျွန်တော်တို့စပြမယ်မိစုစပြမယ်ဆိုတော့တေဇာလိတော့လိုက်ကြည့်ပေးကျွန်တော်တို့ဒီ26 35အားလေကျွန်တော်ပြတာ3မိနစ်ကလေးတွေပြပါလေနှစ်ပင်ကြာပြီး3ပြပါလေကျွန်တော်အများကြီးဟိုရှေးလိုက်ပြီးတော့မရှာပါဘူးဟုတ်ကဲ့ကျွန်တော်အနီးကကဏ္ဍကြီးတွေပြပြပြီးတယ် က်ချက်ကနှစ်တိပိတ်ကဲညနေစီ35ငါးနောက်ပိတ်ကဲဒီသုံးလုံးပေါင်းကြနှစ်ကဲခွန်ရ9ရဲ့နှစ်ခွန်9ဒီသုံးလုံးပေါင်းကြဘယ်လောက်ရမလဲမသိလို့ဒီနှစ်ကဲဒီခွန်ရဒီ9ရဲ့ဒီသုံးလုံးပေါင်းကြနှစ်ကဲခွန်ရ9ဒီသုံးလုံးပေါင်းကြဘယ်လောက်ရမလဲမသိလို့ပါရမယ်ဆိုတော့နှစ်ကဲခွန်ရ9ရဲ့ပေါင်းကြ4လို့ရပါတယ်အဲ့တဲ့ကျွန်တော်နောက်ပိတ်မှာတဲ့ နောက်ပြီးမှဆိုရင်ကျွန်တော်ကဒီ26ကနှစ်တည့်စီရဲ့အောက်ကခွန်ခွားမေးစလို့ကိုးလို့ရကိုးလို့ရဒီသုံးလုံးပေါင်းချင်း၄ဟုတ်တဲ့ဒီသုံးလုံးပေါင်းချင်း၄ဟုတ်တဲ့ဒီသုံးလုံးပေါင်းချင်းကလည်း၄ပါပဲတဲ့ဒီသုံးလုံးပေါင်းချင်း၄ပါဆိုဒီမှာနှစ်ကကိုယ်ကနှလုံးပေါင်းချင်းက6ရှိထားတယ်6ရှိထားတဲ့အတွက်ကျွန်တော်က၄ပြောင်း၅နောက်ပြီးတက်ပြရပါတယ်ဒီ၄ကိုလည်း၄ပါပဲတဲ့ဟုတ်ကဲ့အဲဆိုရင်နောက်တစ်ပြန်ဆက်သွားကြမယ် ။နောက်တစ်ပင်ဆက်သွားကြမယ်ဆိုတော့ကျွန်တော်ကဒီခွန်ကခွန်ထိပ်စီရကိုင္င္နောက်ပိတ်ကလေး၄၀ခွန်ကခွန်နောက်ပိတ်ကဒီသုံးလုံးလမ်းရလေကြကြနေလမ်းရလေကြကြနေမြစ်ဆိုတော့နည်းနည်းလေးတင်းကြီးခံကြည့်လမ်းရလေကြကြသွားတယ်။ကဲကျွန်တော်ပြန်ပြောပြပါမယ်ဒီနှစ်ကဒီခွန်ရဒီငါးရဒီသုံးလုံးပေါင်းခြင်းဟာ၄အဲ့၄တို့ရလို့ဒီနှစ်ကခွန်ရဒီငါးရပေါင်းခြင်းလည်း၄ပါပဲတဲ့ဒီမှာနှစ်ခွန်နှလုံး၉ရှိတဲ့အတွက်ကျွန်တော်က၅နောက်ဝိကိုထည့်ပြရပါတယ်။အဲ့မှာ နှစ်ခွန်၅ပေါင်းကြီးရ၄လို့ဖြစ်မှာဖြစ်ပါတယ်အဲဒါနောက်တွင်ဆက်သွားမယ်ဒီဟာခွန်ရ၅ရဲ့သုံးလုံးပေါင်းကြီးရကျွန်တော်ဘာရမလဲခွန်၅ခွန်သုံးလုံးပေါင်းကြီးရ၉လို့ရမှာဖြစ်တယ်၉လို့ရမှာဖြစ်တဲ့အတွက်ကျွန်တော်ကဒီထိပ်စီးနှလုံးနဲ့ဒီနောက်ဘေးနဲ့ပေါင်းကြီးရ၉လို့ရပြန်ဖြစ်ပေးပါမယ်ဆိုတော့လမ်းရကြကြွားရမယ်ဆိုလို့နည်းနည်းတင်းကြီးခံကြည့်နော်လမ်းရ လမ်းရကြကြွားရမယ်ဆိုလို့နည်းနည်းတင်းကြီးခံကြည့်နော်လမ်းရကြကြွားရလို့အဲကြောင့်လို့ဒီကကျွန်တော်တို့ဒီခွန်ရ9ရခွန်ရဒီသုံးလုံး9ဖြစ်လို့ဒီသုံးလုံး9ဖြစ်ရမယ်ဆိုတော့ဒီက9နဲ့9နဲ့နှလုံး6ရှိတာတော့3နောက်ပြီတဲ့ဗျာဟုတ်ပြီအဲဆိုရင်ကျွန်တော်ဒီမနေ့ဈေးမှာကျွန်တော်နောက်ပိတ်ကလေးကဘာဖြစ်မလဲနောက်ပိတ်ကလေးဘာဖြစ်မလဲဆိုတော့နောက်ပိတ်ကလေးကိုကျွန်တော်တို့တစ်ချက်ကြည့်အောင်နောက်ပိတ်ကလေးတစ်ချက်ကြည့်အောင်ဆိုတော့သူ့ဘောက ဒီ9ရဲ့3ရဲ့2ကဲဒီသုံးလုံးပေါင်းကြဘယ်လောက်ရမှာလဲမေးဆိုလို့9 3 2ဒီ9ရဲ့ဒီ3ရဲ့ဒီ2ကဲဒီသုံးလုံးပေါင်းကြဘယ်လောက်ရမှာလဲ9 3 2ပေါင်းကြ4လို့ရမှာဖြစ်တယ်4လို့ရမှာဖြစ်တဲ့အတွက်ကျွန်တော်ကအဲ့4ကိုဒီသုံးလုံးပေါင်းကြ4လို့ဖြစ်ပြရမယ်ဒီသုံးလုံးပေါင်းကြ4လို့ဖြစ်ပြရမယ်ဆိုတော့ တာကနာတဲ့မလားမင်းစိုးဒီမှာ9ရယ်3ညရယ်ရှိရယ်9 3ညနှလုံးပေါင်းချင်း9ရှိတာပဲ9ရှိရယ်ကျွန်တော်ကဒီ3လုံးပေါင်းချင်း4လို့ပြရမယ်ဆိုတော့ကျွန်တော်က9နောက်ပြီးတလုံးကိုထည့်ပြရမှာဖြစ်တယ်9နောက်ပြီးတလုံးဟုတ်ကဲ့9နောက်ပြီးတလုံးရပြီ9နောက်ပြီးတလုံးက4လို့ပြတယ်အဲ9နောက်ပြီးကဘလို့ပြရလို့9နောက်ပြီးပြရလားလဲဆိုတော့ तू ကဒီ9ရယ်6ကဲ့4ရယ်59က9ထည့်စီ26က6နောက်ပြီးကဲဒီ4 စက်ခွန်က၄တည်းဒီသုံးလုံးပေါင်းချင်းဘယ်လောက်ရမလဲ၅၆၄ဒီသုံးလုံးပေါင်းချင်း၅လို့ရပါတယ်ဒီသုံးလုံးပေါင်းချင်း၅၆၄ဒီသုံးလုံးပေါင်းချင်း၅ရလို့အဲ့၅မနေ့စည်းမှနောက်ပြပါတဲ့ဟုတ်ပြီအဲဒါဆိုနောက်တစ်ဝင်ဆက်သွားမယ်ဒီ၃ရဲ့ဒီခွန်ရဲ့ဒီ၃ရဲ့ဒီသုံးလုံးပေါင်း၃ခွန်၃ဒီသုံးလုံးပေါင်းချင်းဘယ်လောက်ရမလဲ၃လို့ရတယ်၃လို့ရတဲ့အတွက်အဲ့၃ရတဲ့နောက်တစ်ဝင်မှနောက်ပြပါတဲ့မနေ့စည်းမှမနေ့စည်းမှ အဲဆိုရင်ကျွန်တော်တို့ကဒီအခုဒီမနေ့စီးမှာဒီ၄ရက်ဒီ၅ရက်ဒီ၆ရက်ဒီသုံးလုံးပေါင်းကြီးကဘယ်လောက်ရမလဲ၄၅၆ဒီသုံးလုံးပေါင်းကြီးကဘယ်လောက်ရမလဲ၄၅၆သုံးလုံးပေါင်းကြီး၅လို့ရလို့ဒီကနေ့မနေ့စီးမှာ၅နောက်ပြီပါတဲ့ဟုတ်ပြီအဲကြောင့်မလို့ဒီ၅နောက်ပြီတလို့ကို gain ပြီးတော့မိတ်ဆွေတို့ကနန်းလေးနှစ်ကွက်ကျွန်တော်ထုတ်ပြီးမှပြစ်တယ်အဲကြောင့်မလို့မိတ်ဆွေတို့ဟာကျွန်တော်ရဲ့ like လေးကို channel လေး လက်မလေးရဲ့နေအသေးလေးတွေပြီးပြီးတော့အားပေးကြပါနော်ဟုတ်ပြီကျွန်တော်ငါးနောက်ပြီးကြပါငါးနောက်ပြီးကြပြီဆိုရင်အဲဆိုရင်ကျွန်တော်ကထိတ်စီးကိုရှာကြည့်အောင်ထိတ်စီးကဘယ်လိုကြမလဲထိတ်စီးကဘယ်လိုကြမလဲဆိုတော့ဒီညနေစီးနဲ့သူကညနေစီး35ငါးနောက်ပြီးကြ35ငါးနောက်ပြီးကြ ျွန်တော်တို့49က၄ထစ်စီရဲ့9နောက်ပြီကဲ၄ထစ်စီရဲ့ဒီနှလုံးဆောင်းပေါင်းဒီနှလုံးမဆောင်းပေါင်း9နဲ့၄နဲ့ပေါင်းရင်တော့9လို့ရပါတယ်9နဲ့၄နဲ့ပေါင်းရင်က9လို့ရတယ်အဲ9ကိုကျွန်တော်တို့ကဒီ26က6နောက်ပြီကဲ49က၄ထစ်စီရဲ့နောက်နေမနေ့စီ9ထစ်စီရဲ့ဒီသုံးလုံးပေါင်းရင်လည်း9ပါပဲတဲ့6ကဲ4ရဲ့9ရဲ့ပေါင်းတော့လည်း9ပါပဲတဲ့ ဟုတ်ကဲ့နည်းနည်းတော့ရှုပ်သွားမယ်မင်းတို့နည်းနည်းလေးအဲ့ဆိုရင်နောက်တစ်ပတ်မှာဒီ9နောက်ပြီကဒီ3တိဒီနှလုံးပေါင်းကြဘယ်လောက်ရမလဲ30လောက်ရမယ်3ညလောက်ရမယ်ဟုတ်ပြီအဲ့လို3ညလောက်ရလို့တဲ့သူကဒီ9နောက်ပြီကဒီ3တိစီရဲ့နောက်တစ်နေ့မနေ့စီက3ညတိစီရဲ့ဒီတော့9 3 3ည3လုံးပေါင်းကြလဲ3ညပါပဲတဲ့ ခွန်ရ3ရ3ညဒီမှာခွန်3ရှိတာတော့ကျွန်တော်က3ညဖြစ်အောင်3ညထိပ်စီတက်ပြရတယ်။ဟုတ်ပြီအဲဆိုရင်ကျွန်တော်ဒီမနေ့ဈေးမှာဒီနှလုံးပေါင်းနောက်ပိတ်က32ကနှစ်နောက်ပိတ်နဲ့မနေ့ကညနေက6ထိပ်စီက6ထိပ်စီနဲ့61က6ထိပ်စီနဲ့ဒီနှလုံးဆောင်ပေါင်းမှာနှစ်နဲ့ဆောင်နဲ့ပေါင်းရင်8အဲ8ဖြစ်တဲ့အတွက်ကျွန်တော်ဒီ3လုံးပေါင်းရင်ရတယ်8ဖြစ်ပြရပါမယ်လေ8ဖြစ်ပါတော့9ရဲ့6ပဲနှလုံးပေါင်းရင်1ဖြစ်တယ်1ဖြစ်တာအဲဒီတော့ကျွန်တော်က8လို့ဖြစ်အောင် ျွန်တော်ကခွန်တေစုကိုထည့်ပြရမှာဖြစ်တယ်အဲဒီမှာ9ရက်6ရက်ခွန်ရဒီသုံးလုံးပေါင်းကြည့်ရင်လည်း10လို့ပြင်မှာဖြစ်တယ်အားကြောင့်မလို့9 6ခွန်ဒီသုံးလုံးပေါင်းကြည့်ရ10လို့ပြင်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ခွန်တေစုနဲ့85 85ဆိုတဲ့တကွက်ကိုကျွန်တော်ကရရှိမှာဖြစ်တယ်အားကြောင့်မလို့85တကွက်ကိုရရှိမှာဖြစ်တယ်ဟုတ်ပြီအဲဆိုရင်မိတ်ဆွေတို့နောက်တော့ ကွက်ဆက်ပြပြီးမယ်နောက်တော့တေချာကြီးတော့ကြည်ပြီးကျွန်တော်ဒီနှစ်ကွက်ပဲထုတ်ပြီးမှာပါဒါပြန်ထိတ်စည်းကြတော့အများကြီးရှိတယ်၃ညထိတ်စည်းလည်းရှိတယ်တစ်ထိတ်စည်းလည်းရှိတယ်နော်၃ညထိတ်စည်းတစ်ထိတ်စည်းလည်းရှိတယ်အားကြောင့်မလို့မိစုတို့ကျွန်တော်ကနန်းလေးနှစ်ကွက်ပဲပြပြီးမှာဖြစ်တယ်ဟုတ်ပြီအားဆိုရင်ကျွန်တော်က ဒီသုံးလုံးပေါင်းခြင်းဒီသုံးလုံးဒီနှစ်ခွန်ငါဒီသုံးလုံးပေါင်းခြင်း၄ကိုဒီသုံးလုံးပေါင်းခြင်း၄ရဖို့ဒီမှာနှလုံးကိုရှိတော့၅နောက်ပေးရ၅နောက်ပေးရအဲ့၅နောက်ပေးရတဲ့အတွက်ဒီ၅ရဲ့ပါဝါ၃ညအဲ့၃ညဒီသုံးလုံးပေါင်းခြင်း၃ညဖြစ်ရမယ်တဲ့၅နောက်ရဲ့ဒီ၄ရဲ့ခွန်ရဲ့၉ရဲ့ဒီသုံးလုံးပေါင်းခြင်း၃ညဖြစ်ပါတယ်တဲ့ဒီမှာ၄ခွန်နှလုံးတက်ရှိတော့ တုံညာဖြစ်အောင်ကိုးထည့်စီကြပြရပါတယ်ဒီ9နှစ်ဝိကြောင့်ဟုတ်ပြီအဲဒါနောက်တစ်ပွဲကဒီခွန်ရ9ရခွန်ရဒီသုံးလုံးပေါင်းချင်းကိုးလို့ဖြစ်လို့ဒီသုံးလုံးပေါင်းချင်းကိုးဖြစ်ပြရပါတယ်ဆိုတော့ဒီမှာနှလုံး6ရှိတော့ကျွန်တော်ကကိုးဖြစ်အောင်3နောက်ပြည့်ထည့်ပြရတယ်အဲဒီ3နောက်ပြည့်ကလည်းတဲ့ အဲ့ဒီသုံးနောက်ပြီကလည်းဒီအတုဘွားဒီငါးနောက်ပြီရတယ်တဲ့ဒီသုံးလုံးပေါင်းချင်းငါးငါးနောက်ပြီပါတဲ့ဒီသုံးနောက်ပြီကလည်းတဲ့ဒီသုံးလုံးပေါင်းချင်းသုံးဟာသုံးနောက်ပြီပါတဲ့ဟုတ်ပြီအဲ့ဒါကြောင့်ဒီသုံးနောက်ပြီရသုံးနောက်ပြီရသုံးရဲ့ပါဝါ၈အဲ့၈ကိုတဲ့ဒီနှလုံးနဲ့ဒီထိတ်စည်းနဲ့ပေါင်းချင်း၈ဖြစ်ပြီးရပါမယ်ဒီကသုံးငါးနှလုံးကြီးတော့၈ဖြစ်အောင်ကျွန်တော်ကသုံးညာထိတ်စုပြီးတော့ထည့်ပေးရပါတယ်အဲ့ဒါကြောင့်မလို့သုံးနောက်ပြီနဲ့သုံးညာထိတ်စည်းသုံးညာသုံးစုပြီးတော့တွေ့ရှိတယ်အဲ့ဒါဆိုရင် ဒီသုံးလုံးပေါင်းချင်း6 3နဲ့ဒီသုံးလုံးပေါင်းချင်း4ဦးတဲ့ဒီသုံးလုံးပေါင်းချင်း4ပြရမယ်ဆိုတော့ဒီမှာ6 3ညာရှိတဲ့အတွက်ကျွန်တော်က4ပြအောင်9နောက်ပိတ်ထည့်ပြရပါတယ်အဲ9နောက်ပိတ်ကလည်းလေဒီ4ရဲ့ဒီ9ရဲ့ဒီ6ရဲ့4 5 6ဒီသုံးလုံးပေါင်းချင်း9ဖြစ်လို့ဒီက9နောက်ပိတ်ပါတဲ့အဲ့တော့ကျွန်တော်ကဒီမှာ9နောက်ပိတ်ရ9နောက်ပိတ်ရပြီလေ9ရဲ့ပါဝါ3ည9ရဲ့ပါဝါ3ညဟာဒီသုံးလုံးပေါင်းချင်း3ညဖြစ်ပြရပါမယ်တဲ့ ဒီတော့လုံးမချင်းတုံ့ညဖြစ်ပြရမှာဆိုတော့ကျွန်တော်ကတုံ့ညဖြစ်အောင်ဘာကနန်းထည့်ပြရမလဲ9ရဲ့ပါဝါတုံ့ညဖြစ်အောင်ဘာကနန်းထည့်ပြရမလဲဒီမှာ6ရှိတယ်ဒီမှာ3ရှိတယ်ဆိုတော့ကျွန်တော်ကဘာကနန်းလေးကိုထည့်ပြရမလဲဖြစ်သူတော့ ျွန်တော်ကဒီဝဘဘာကနန်းထည့်ပြရမှာဆိုတော့၃ညပြအောင်ကျွန်တော်ကတစ်ထိတ်စီလေးကိုတစ်ထိတ်ကိုထည့်ပြရမှာဖြစ်တယ်တစ်ထိတ်ကိုထည့်ပြရမှာဖြစ်တယ်တစ်ထိတ်ကိုထည့်ပြရမှာဖြစ်တယ်အားကြောင့်မို့တင်ငါဆိုတဲ့ကနန်းလေးတကွက်ကိုလည်းမိတ်ဆွေတို့ကိုချပြပေးလိုက်ပါတယ်နော်အဲ့တိတ်ထိတ်စီရတယ်တဲ့အဲ့တိတ်ထိတ်စီရတယ်တဲ့ ဘလို့ဖြစ်လဲဆိုတော့ကျွန်တော်ပြောပြမယ်ဒီနှလုံးပေါင်းဒီနှလုံးဆောင်ပေါင်းကြီးကတက်ဒီနှလုံးဆောင်ပေါင်းကြီးတက်ကို နောက်တစ်ပွဲမှာမနစင်းထိတ်စီဒီခုံခုံကခုံနောက်ပြီးနဲ့ကိုထိတ်စီနဲ့ပေါင်းတက်ရဲ့ပါဝါ6တက်ဒီနှလုံးပေါင်းကြီးတက်ပြစ်လို့ဒီနှလုံးကတက်ရဲ့ပါဝါ6ပြမယ်သူကခုံရှိရတဲ့ကိုထိတ်စီနောက်ကဒီခွန်သုံးဒီနှလုံးပေါင်းညာ၃ညာ ခွန်သုံးနေသောတုံညာဖြစ်လို့တဲ့နောက်မနေ့ဈေးမှာတဲ့ဒီနှလုံးပေါင်းကြီးကတုံညာရဲ့ပါဝါဒီနှလုံးပေါင်းကြီးကတုံညာဖြစ်လို့တုံညာရဲ့ပါဝါဒီနှလုံး၅ရှိရပါတယ်ဒီမှာ၅နောက်ဝေးစီရတဲ့သူကတုံညာထိ၅ဖြစ်အောင်တုံညာထိစီထည့်ပြရတယ်ဟုတ်ပြီအဲ့ဒီကနေ့မနေ့ဈေးမှာတဲ့ဒီနှလုံး၄နဲ့၅နဲ့ဒီနှလုံးပေါင်းကြီး၉ပါတဲ့၉ဖြစ်လို့တဲ့သူသူဒီမှာဒီနှလုံးပေါင်းကြီး၄ဖြစ်ပြရမယ်မနေ့ဈေးမှာ၄ဖြစ်ပြရမယ်ဆိုတော့ဒီမှာ၃နောက်ပြီးစီရတော့၄ဖြစ်အောင်ကျွန်တော်ကတိတ်တိတ်စီပဲထည့်ပြရတယ် အဲကြောင့်မလို့ကျွန်တော်ဒီမနက်ကိုခွန်ငားနဲ့တင်ငားဆိုပြီးတော့ကဏ္ဍလေးနှစ်ပွက်ကိုမိတ်ဆွေတို့တက်ချပေးလိုက်ပါတယ်။ဒီကဒီမနက်ပြတဲ့ကဏ္ဍကခွန်ငားရယ်တင်ငားရယ်ပါ။ဒီကဏ္ဍလေး6ပွက်ကတော့မိတ်ဆွေတို့ထိုးပြရမှာဖြစ်တယ်။ဒီကဏ္ဍလေး6ပွက်ကိုထိုးပြရမှာဖြစ်တယ်။အဲမှာငားနောက်ပြီးနဲ့တင်ငားတော့ပါသွားပြီ။တင်ငားတော့ပါသွားပြီ။ငားနောက်ပြီးနဲ့ဆိုရင်65လေးတစ်ပွက်နဲ့ဒီ3ပွက် တင်ငါခွန်ငါ6ငါဒီ3ခွက်ကိုတင်ထိုးပြီးတော့ဂျန်နဲ့ဒီကဏ္ဍလေးခွက်ကိုတော့ရန်ထိုးပေါ့တူ3ရဲ့30ရဲ့60ရဲ့63ရဲ့ဆိုတော့ကဏ္ဍလေးကိုတော့ရန်ထိုးစေခြင်းနဲ့ဟုတ်ပြီအဲကြောင့်မလို့ကျွန်တော်ဒီမနက်စီးမှာငါးနောက်ပြီးတလုံးအသေးနဲ့မိတ်ဆွေတို့ကိုခွန်ငါတင်ငါဆိုတဲ့ကဏ္ဍလေးကိုဟုတ်ကဲ့ကိုချပေးလိုက်ပါတယ်မိတ်ဆွေတို့ဟုတ်ကဲ့ လိုင်းလေးငါပိတ်ငါဆွဲနေဟုတ်ကဲ့ပါဆွဲပါခင်ဗျဟုတ်ပါရဲ့ခွန်ကခွန်ထေစီဟာခွန်ခွန်ကျွန်တော်85လို့ရေးပြထားတာပေါ့ခွန်က ုငါးကိုဖြတ်တာမဟုတ်ပါဘူးဖြတ်တာမဟုတ်ဘူးဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာတစ်ထိတ်စီတစ်တစ်တစ်ထိတ်စီပြရတဲ့အတွက်ကျွန်တော်တစ်ဒီအပေါ်မှာသွားပြီးတော့ချစ်မိလိုက်ချစ်မိလိုက်လို့ကျွန်တော်ဒီတစ်ကိုဒီမှာကျွန်တော်ကတင်ငါးဆိုင်ကိုပြရတာပါတင်ငါးဆိုင်ကိုပြရင်လည်းဒီကခွန်ငါးဆိုင်အခုငါနဲ့တင်ကကျွန်တော်ဒီမနက်ထုတ်ပြီးတာဒီနှစ်ွက်ပေါ့ခုံငါနဲ့တင်ကဒီမနက်ထုတ်ပြီးတာပါငါနောက်ပြီးနဲ့ ဟုတ်ဒါကတော့ညတော့ကျွန်တော်ပြခဲ့တယ်လိုင်းမွာပြခဲ့တယ်ကနန်းလေး6ခွက်ပါအဲ့ထဲမှာလည်းတင်ငါးပါပါတယ်အဲဒီ6ခွက်နဲ့ဒီ2ခွက်နဲ့ဆိုအားလုံး9ခွက်ပေါ့ဗျာညညတော့ကနန်းကိုနည်းပြမယ်ဆိုဟုတ်ကဲ့ငါးပတ်နဲ့ဆက်တကယ်တော့ပတ်တိလိုက်မယ်ဆိုရင်ဒီ6 6လေးကိုတော့ကျွန်တော်အဓိကထားပြီးတော့လိုက်စေခြင်းနဲ့6နဲ့4တလုံးကိုအဓိကထားပြီးတော့လိုက်စေခြင်းနဲ့ဒီ6နဲ့4ကဒီကြာပလေးတောက်ကြနှစ်ရက်မှာကျင်းစီထွက်မှာပါ နှလုံးစလုံးမထွက်အောင်တလုံးအနေဆုံးထွက်မှာပါသူကနှလုံးစလုံးထွက်ဖို့လေအားကောင်းပါလားဟုတ်ကဲ့အခုက၅တလုံးစက်ရတော့ကျွန်တော်ဒီက65ရဲ့45ရဲ့ပေါ့ပြောမယ်ဆိုရင်65ရဲ့45ဆိုတော့ဒါမဲ့ကျွန်တော်ပြီးရတယ်မှာဒီတက်မှာ45တော့မပါဘူး65တော့ပါတယ်နော်အားကြောင့်မလို့မိတ်ဆွေတို့အနေနဲ့စိုက်နှစ်တက်မယ်ဆိုရင်ဒီကဏ္ဍနေ့ညောင်ကပြရခဲ့ကဏ္ဍက 6ကဒီနဲ့ခွန်9တကွတဲ့9တော့ပါပြီတဲ့ဒီမှာအဲ့တော့ခွန်9ကွပေါ့ဒီကနားခွန်9ကွကိုမေဇီလူကိုကျွန်တော်ခြပြပေးလိုက်ပါတယ်ဟုတ်ကဲ့အခုကြည့်နေကြတဲ့မိတ်ဆွေပေါင်းအားလုံးကိုစိတ်နှပြအကျမ်းချမ်းသာပြီးလူအပ်ဆန္ဒရေးဒရုန်းတော်ကြီးပြည့်စုံကြပါစေဒီနေ့73ရက်နေ့72နာရီ1မိနစ်မှာထွက်နေတူးလီကိုလည်းအစဉ်ပြေစွာနဲ့အောင်မြင်စွာရရှိကြပါစေလို့ဆုတောင်းရင်းနဲ့ ကျွန်တော်ရဲ့ like လေးကိုဒီမှာရင်ညှပ်နားလိုက်ပါတယ်အားလုံးနဲ့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ